မင်္ဂလာပါအခုချိန်ကစပြီးတော့မေလ6ရက်နေ့အင်္ဂါနေ့ညနေပိုင်းတရင်နဲ့မီဒီယာကွန်ရဲ့ NMG တရင်ဌာနရဲ့ရုပ်သံတရင်အစီအစဉ်တွေကိုစတင်နေပါပြီကျမအာမီပါ ထမဆုံးသတင်းကတော့ဒီစစ်ကောင်းဆောင်ဗိုလ်ချုပ်မူဂျီမင်းအောင်လိုင်ရဲ့ရုရှားခီးစစ်အကြောင်းကိုပြောပြပါမယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မူဂျီမင်းအောင်လိုင်ကရုရှားနိုင်ငံကဖိတ်ကြားထားတဲ့မဟာအောင်ပွဲနေ့အခမ်းအနားကိုတက်ရောက်သွားမယ်လို့စစ်ကောင်စီရဲ့မီဒီယာတွေကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။သူနဲ့အတူသူ့ရဲ့ဇနီးဖြစ်တဲ့ဒေါ်ကျိုင်ကျိုင်လည်းသွားမှာဖြစ်ပါတယ်။ရုရှားဟာဒုတိယကမ္ဘာစစ်အတွင်းမှာဥရောပကနာဇီဂျာမနီကိုစစ်နိုင်တဲ့အထိတ်အမှန်80မြောက်အခမ်းအနားကိုကျင်းပဖို့ရှိနေတာဖြစ်ပါတယ်။မြန်မာစစ်တပ်ကတက်ဖွဲ့ က်တစ်ဖွဲ့ကလည်းရုရှားရဲ့မဟာအောင်ပွဲနေ့စီးရီးပြအခမ်းအနားမှာပါဝင်ဆင်နွှဲဖို့ရှိနေပါတယ်။နောက်ထပ်တစ်ပုဒ်ကတော့မြဝရီကကရင်ဘူမူကြီးတယောက်ကိုစစ်ကောင်စီကပိတ်ဆို့အရေးယူလိုက်တဲ့အကြောင်းမှာဒီအရင်တော့က DKB ရဲ့အဖွဲ့နဲ့နိုင်စားဆောင်တပ်ဖွဲ့ BGF ကခေါင်းဆောင်တယောက်ဖြစ်ပြီးတော့အခုခါမှာဆိုရင်တော့ကရင်အမျိုးသားတပ်မတော် KNA လို့ပြောင်းလဲဖွဲ့စည်းလိုက်တဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဘူမူကြီးစောချစ်သူကိုအမေရိကန်ကပိတ်ဆို့အရေးယူလိုက်တာဖြစ်ပါတယ်။ဒီအမေရိကန် ပန္နရေးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယူ OFAC ကနေပြီးတော့ကရင်အမျိုးသားတက်မတော့ KNA တက်ဖွဲ့နောက်ပြီးတော့ KNA ကဘုံမူကြီးစောချစ်သူနဲ့သူ့ရဲ့သားနှစ်ယောက်ဖြစ်တဲ့ဒီစော2အမှုနဲ့စောချစ်ချစ်တို့ကိုပိတ်ဆို့အရေးယူမှုတွေလုပ်လိုက်တာဖြစ်ပါတယ်။မြောက်ပြည်နယ်စပ်မှာရှိတဲ့ကြားဖြန့်လို့လူသိများတဲ့ဒီ online ငွေလိမ်ဂိုင်းတွေနဲ့ဆက်ဆက်နေတာကြောင့်အခုလိုမျိုးအရေးယူလိုက်တာဖြစ်တယ်လို့ OFAC အဖွဲ့ကထုတ်ပြန်ထားပါတယ်။ထိုင်းမြန်မာနယ်စပ်ကငွေလိမ်ဂိုင်းတွေဟာအမေရိကန်နိုင်ငံသားတွေစီကနေလဲငွေကြေးအမြောက် ောက်အများကိုလိမ်လည်ခဲ့တာမူလို့အခုလိုမျိုးအေးအေးယူပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျမတို့ဒီပျော်စရာမကောင်းတဲ့နိုင်ရေးသတင်းတစ်ပုဒ်ကိုပြောပြပါမယ်။ရခိုင်လွတ်တော်ကိုယ်စားလှယ်ဟောင်းလေးဖြစ်နောက်ပြီးတော့ဒီလက်ရှိမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULAAA ရဲ့နိုင်ငံရေးမှူးလည်းဖြစ်တဲ့အူဥလာစောပေါ့နော်ဒီကဗျာဆရာလည်းဖြစ်တဲ့ဒီမောင်ခိုင်အောင်ဟာကွယ်လွန်သွားခဲ့ပါတယ်ဥဥလာစောဟာအသက်82နှစ်အရွယ်မှာ လေကြောင်းကင်ဆာရောဂါနဲ့မနေ့ကညတကောင်မတိုင်ခင်မှာပဲကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်သူဟာဆိုရင်အာနာမသိန်းခင်ကဒီရခိုင်အမျိုးသားအဖွဲ့ချုပ် ANP ရဲ့မူဝါဒရေးရာဦးဆောင်ကော်မတီဝင်တစ်ယောက်ဖြစ်ခဲ့ပါတယ်နောက်ပြီးတော့ကျမတို့တည်င်းသမားတွေအပေါ်မှာ ဆိုလို့ရှိရင်လည်းအမြဲတမ်းစိတ်ရှိရှိနဲ့ကြိတ်တဲ့အချိန်ဖုန်းဆက်လိုက်လို့ရှိရင်ဒီအင်တာဗျူးပေးတာဖြေကြားပေးတာသူ့ရဲ့အမြင်သဘောထားတွေသုံးသပ်ချက်တွေကိုတက်တက်ကြွကြနဲ့ပေးတဲ့သူတယောက်လည်းဖြစ်ပါတယ်။ကွယ်လွန်တဲ့အချိန်မှာတော့ဥဥလာစွန်ဟာအရခတက်တော်အေးအေးထိမ့်ချုပ်ထားတဲ့လွမြောက်နေမြေတနေရာမှာနေထိုင်နေခဲ့တာဖြစ်ပါတယ်။ ုဆက်ပြီးတော့ကမ္ဘာနဲ့ဒေတာတွင်းကသတင်းတွေကိုပြောပြပါမယ်ပထမဆုံးတော့ဒေတာတွင်းကသတင်းတစ်ပုဒ်ကိုစပါမယ်ဒီ ASEAN Plus 3လို့ခေါ်တဲ့ဂျပန်တရုတ်တောင်ကိုရီးယားနဲ့ ASEAN ဆယ်နိုင်ငံတို့ဟာအရေးပေါ်အခြေအနေမှာငွေကြေးလုံခြုံမှုရှိနိုင်ဖို့ငွေကြေးအဖွဲ့အစည်းတရက်ကိုထူထောင်နိုင်ခဲ့ကြပါတယ်ကမ္ဘာတဝန်းကူးဆက်ရောဂါနဲ့သဘာဝဘေးအန္တရာယ်တွေကြောင့်ဒီအကျက်တဲတွေကြုံရလို့ရှိရင်ဒီမြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်ဖို့အတွက်ငွေချင်းကပေးနိုင်မဲ့ရန်ပုံငွေအဖွဲ့ကိုထူထောင်သွားမှာ ှဖြစ်ပါတယ်။ ASEAN Plus 3ဘဏ္ဍာရေးခေါင်းဆောင်တွေဟာအီတလီနိုင်ငံမီလန်မြို့မှာ တွေ့ဆုံခဲ့ကြပြီးတော့သူတို့ရဲ့ငွေကြေးတွေကို အလွယ်တကူလွှဲပြောင်းလဲလှယ်နိုင်ဖို့ငွေကြေးအဖွဲ့အစည်းတရက်ကိုထူထောင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအဖွဲ့ကိုတော့ Chinmay Initiative Multilateralization နိုင်ငံပေါင်းစုံဘေးတိုက်ဆက်ဆက်ရေးချင်းမိုင်အစာပြုမှုလို့ခေါ်တဲ့အစီအစဉ်အောက်မှာဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်းလာအိုတိုက်ပွဲအကြောင်းဖြစ်ပါတယ်။အမည်မသိလက်နက်ကန်အဖွဲ့တစ်ဖွဲ့ဟာဆိုရင်ထိုင်းလာအိုနယ်စပ်မှာရှိနေတဲ့ဒီလာအိုစစ်တပ်စခန်းတွေကိုဝင်ရောက်ပစ်ခတ်ခဲ့ရမှာတော့အ ਨੇ ဆုံးလာအိုစစ်သား၂ယောက်သေဆုံးသွားခဲ့တယ်လို့သတင်းရှင်းသတင်းစာမှာဖော်ပြထားပါတယ်။ထိုင်းနိုင်ငံချင်းနိုင်ခရိုင်ဒီဝင်းခန်မြို့နယ်နဲ့မျက်နှာချင်းဆိုင်ပေါ့နော်ဒီမဲခေါမြို့ဟိုဘက်ကန်းကလာအိုနိုင်ငံထဲမှာမေလ၅ရက်နေ့ကဖြစ်ပွားခဲ့တာပါ။ကြီးစံတချို့ကတော့ထိုင်းနေမြေထဲကိုကြားခဲ့ပြီး မဲ့ထိုင်းဘက်မှာတော့လူထိခိုက်တာမျိုးမရှိဘူးလို့ထိုင်းအာဏာပိုင်တွေကပြောပါတယ်။နေဆက်မှာထိုင်းဘက်ကလုံခြုံရေးတွေကိုလည်းတိုးမြင့်ချထားလိုက်ပါတယ်။ဘသူလက်ချက်ဆိုတာကိုတိတိကျကျမသိသေးပေမဲ့ဒီထိုင်းနိုင်ငံဘက်ကသုံးသက်သူတွေကတော့မူရစေဝါနဲ့ပတ်သက်တယ်လို့ထင်ကြီးပေးနေကြပါတယ်။မကြခင်ရက်တွေကပဲဒီလာအိုအာဏာပိုင်တွေဟာအဲ့ဒီဒေသတွေမှာစိတ်ကြွဆေးပြနှစ်တန်းကိုဖမ်းဆီးရမိခဲ့ပါတယ်။ မနေ့ပြန်မေလ9ရက်နေ့မှာတော့ဒီရဟန်းမင်းကြီးအသည့်ရွေးချယ်မှုကိုစတင်တော့မှာဖြစ်ပါတယ်ရဟန်းမင်းကြီးဖြစ်လာနိုင်တယ်လို့တစ်ပြေးနေတဲ့ကာဒီနယ်15ယောက်ထဲမှာတော့ဒီမြန်မာနိုင်ငံကကာဒီနယ်ချားစ်မောင်ဘူလည်းပါဝင်နေပါတယ်နောက်ထပ်အာရှကကာဒီနယ်တယောက်ကတော့ဖလော့ပိုင်းကကာဒီနယ်ဖြစ်ပါတယ်ပုတ်ရဟန်းမင်းကြီးကွယ်လို့နာဒါမှမဟုတ်ကျွန်တော်တို့ခရစ်ယာန်တွေရဲ့အခေါ်အရဆိုလို့ရှိရင်တော့ခရစ်တော်နဲ့အိပ်ပျော်သွားခဲ့ရင်ဒါမှမဟုတ်အเจ้าအမျိုးမျိုးကြောင့်နှုတ်ထွက်သွားခဲ့ရင်နောက်ထပ်ပုတ်ရဟန်းမင်းတစ်ပါးကိုရွေးချယ်ရပါတယ် ပုံယဟမဲအစ်စ်ကိုကက်သလစ်ဘာသာဝင် အမျိုးသားတိုင်းရွေးချယ်ခံပိုင်ခွင့်ရှိတယ်ဆိုပေမဲ့ပုံမှန်အားဖြင့်တော့ယဟန်မင်းကြီးရဲ့ကိုယ်စားလှယ်ကာဒီနယ်ရီချဲကနေပဲကျမတို့ရွေးချယ်လေးရှိပါတယ်။ပုံယဟမင်းကြီးကိုစတင်ရွေးချယ်မဲ့နေ့မတိုင်ခင်မှာကဘာအနက်မှာရှိတဲ့ကာဒီနယ်ရီအားလုံးဟာဒီပုံယဟမင်းကြီးရုံးဆိုင်ရာ Vatican City ကိုလာကြရပါတယ်လောလောဆယ်မှာတော့ Cardinal ဒီ135ယောက်ရှိနေပါတယ်အဲ့ဒီ Cardinal တွေဟာပထမနေ့မှာပဲ Sistine လို့ခေါ်တဲ့ဘုရားကျောင်းဆောင်ထဲမှာစုဝေးပြီးတော့စွတောင်းပြီးယဟန်မင်းကြီးအစ်စ်ကိုမဲပေးရွေးချယ်ပါတယ်မဲအရေအတွက်85ရာဂိုင်းလုံးနဲ့အထက်ရတဲ့သူကယဟန်မင်းကြီးအစ်စ်ဖြစ်လာမှာဖြစ်ပါတယ်ပုံယဟန်မင်းကြီးရွေးချယ်မှုမပြီးမချင်း Cardinal တွေအားလုံးက Sistine ကျောင်းတော်ကြီးတွေကပြန်ထွက်လို့မရပါဘူးအကြဆုံးယဟန်မင်းရွေး းချယ်မှုကတော့၃လအထိကြာခဲ့ပူပါတယ်။နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ဒီမဲဆောက်မြို့ကမြန်မာတွေအဲဒီရင်တထိတ်ထိတ်နဲ့ဆောက်ပြီးတော့နားထောင်ကြရတဲ့တည်မှာမဲဆောက်မြို့နယ်ဒီအာတစ်စပန်လို့ခေါ်တဲ့မြို့နယ်ဖွင့်ဖြူရေးရုံးရှိကဓာတ်စီဆိုင်မှာဒီကနေ့မနေ့စောစောကဒီတနက်သမားတယောက်ကအချင်းအတော်ကြာအောင်တနက်နဲ့ပြစ်ခတ်တာတွေလုပ်ခဲ့ပါတယ်။တိတ်မကြခင်မှာပဲအဲ့ဒီတနက်သမားကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်နိုင်ပါတယ်။ပြစ်ခတ်မှုဖြစ်နေတဲ့ကြာကကျွန်တော် တို့မြန်မာတွေရဲ့စိုးရိမ်မှုတစ်ခုကတော့ဒီတနက်သမားဟာမြန်မာဖြစ်နေမှာကိုစိုးရိမ်နေကြတာပါတကယ်လို့များမြန်မာဖြစ်ခဲ့ရင်အထိုင်းအာဏာပိုင်တွေကမဲဆောက်မှာနေထိုင်နေတဲ့မြန်မာတွေပေါ်လုံခြုံရေးအစီအမံတွေတိုးမြင့်လာမှာကိုစိုးရိမ်ကြတာဖြစ်ပါတယ်ဆိုတော့သတင်းတွေတက်လာတဲ့အချိန်မှာပဲတနက်သမားကမဲဆောက်မြို့နားမှာရှိတဲ့မဲလက်မှတ်ဆိုတဲ့နေရာကဟိုထိုင်းနိုင်ငံသားစိတ်ဝေဒနာရှင်တယောက်ဖြစ်နေတယ်ဆိုတဲ့အတွက်ကျွန်တော်တို့မြန်မာတွေအားလုံးတက်ပြင်းချလိုက်နိုင်ပါတယ် သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ရက်နေ့တောက်ကြနေညနေတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ကျမတို့ရဲ့အစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။